အားလုံးပဲမင်္ဂလာပါဗျာကောင်းစက်တဲ့ချန်နယ်မှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့စစ်တဲ့အာနာသိမ်းလိုက်တဲ့အချိန်မှာ LNR ရဲ့ထေတီကောင်းဆောင်တွေကသာနိုင်ငံရေးပါဝါခဲ့မယ်ဆိုရင်မြမပြီးကဒီအချိန်တွေကိုမရောက်ဘူးဆိုလာတဲ့မင်းအုပ်စိုးရဲ့ပြောလာတဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ ဒရမာမေဟိုဆိုတာအဲ့ဒီကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာတော့တဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ထားလာမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ online ရေးဆိုတဲ့စကလုံးကစကလုံးလေးတုံလုံးနေပါဒါပေမဲ့ အရင်ဒီအရန်ကြည့်ပါလေပိတ်ဆက်ရတာဒီအရန်များပါလေတော်လန်ရေးဆိုတဲ့သကလုံးတူတူလေးရဲ့နောက်မှာဘဝတွေမိသားစုတွေအတိုက်အမြုံတွေနောက်ဆုံးတိုင်းပြည်အထိပြိုကွဲပျက်စီးသွားနိုင်ပါလေကျွန်တော်တို့ဘဝပြည်မှာဖြစ်နေတဲ့နိုင်ငံရေးအခင်းအကျင်းဟာတော်လန်ရေးဆိုတဲ့သကလုံးနဲ့မထိုက်တန်ပါဘူးကျွန်တော်နည်းနည်းလေးရှင်းပြပါမယ် NLD အစိုးရကိုနတ်ဆကကအာဏာသိမ်းလိုက်တယ် အာနာသိမ့်လိုက်တဲ့အချိန်မှာအာနာသိမ့်တယ်လို့ပဲကျွန်တော်သုံးပါတယ်အာနာထိမ့်တယ်လို့တော့မသုံးပါဘူးဘောမလွန်းတယ်လို့ပြောမှဆိုလို့ပါတကယ်ကတော့အာနာထိမ့်တာပါအဲ့ဒီအချိန်မှာမင်းတို့ NLD ရဲ့အာနာကိုငါတို့သိမ့်လိုက်ပြီးဘယ်တော့မှ ပြန်မပေးတော့ဘူးလို့နတ်ဆကကမပြောခဲ့ပါဘူးတိုင်းပြည်အာနာကိုခိတကနာထိမ့်သိမ့်ထားပါတယ်6လအတွင်းမှာရွေးကောက်ပွဲတွေပြန်လုပ်ပေးပါမယ်လို့အတိအလင်းပြောခဲ့ပါတယ်အဲ့ဒီအချိန်မှာ ် NLD ထိပ်သီးပိုင်းကလူကြီးတွေသာနိုင်ငံရေးပါဝါခဲ့မယ်ဆိုရင်မြန်မာပြည်ဟာဒီအချိန်မှာဒီလိုအခင်းကျင်းနေနဲ့တွေ့ကြရမလို့ပါဘူး၆လောက်ဆိုတဲ့အချိန်အတွင်းမှာကိုယ့်ရဲ့ပါတီဝင်တွေကိုယ့်ပါတီပေါ်မှာယုံကြည်ထောက်ခံတဲ့လူတွေကိုကောင်းကောင်းစီရင်မှုအချိန်ရပါတယ်နိုင်ငံရေးပါဝါအောင်တင်ပေးလို့ရပါတယ်သို့တော်ညာလေအာနာငန်းဖန့်နေတဲ့ NLD လူကြီးတွေဟာ NLD ထိပ်ပိုင်းကလူတွေဟာအချို့သောနိုင်ငံရေးခေါင်းဆောင်တွေဟာ ော်လှန်ရေးဆိုတဲ့စကားလုံးကိုရွေးချယ်ခဲ့ကြပါတယ်။လူငယ်ဆိုတာအမြဲတမ်းတက်ကြွပါတယ်။မှားတယ်လို့ထင်တဲ့အရာကိုပြန်ပြင်ဖို့ဆိုရင်သူတို့တွေရဲ့အသက်ကိုပေးဖို့လည်းဝန်မလေးပါဘူး။ဒါကိုသိထားကြတဲ့နိုင်ငံရေးသမားလူလေတွေဟာတော်လှန်ရေးဆိုတဲ့စကားလုံးကိုရွေးချယ်ခဲ့ကြပါတယ်။လူငယ်တွေကိုလက်နက်ကန်ပြီးတိုက်ခိုက်တဲ့လမ်းကြောင်းပေါ်မရောက်ရောက်အောင်တွန့်တင်ပေးခဲ့ကြပါတယ်။တကယ်ကတော့ကျွန်တော်တို့နိုင်ငံမှာဖြစ်ခဲ့တဲ့အဖြစ်အပျက်အခြေအနေအာဏာထိမ်းမှုဖြစ်စဉ်ဟာ တော်လန်ရေးလို့ခေါင်းစဉ်တက်ပြီးတော့တိုက်ပွဲဝင်ရမယ်အခြေအနေမျိုးမဟုတ်ပါဘူးလက်နက်တွေနဲ့စကားပြောရမယ်အခင်ချင်းမျိုးမဟုတ်ပါဘူးတော်လန်ရေးဆိုတဲ့ခေါင်းစဉ်ကိုလွယ်လွယ်ကူကူတက်လို့မရပါဘူးကျွန်တော်တို့တိုင်းပြည်မှာအာဏာထိမ့်လိုက်တာဟာမြန်မာတက်မလို့ပါ အခြားနိုင်ငံကတက်မလို့မဟုတ်ပါဘူးအာဏာထိမ့်လိုက်တဲ့တက်မလို့တဲ့မှာပါနေတဲ့တက်မလို့သားကြီးအားလုံးဟာလေမြန်မာနိုင်ငံသားစစ်စစ်တီးကြီးပါပဲမြန်မာနိုင်ငံသားစစ်စစ်တီးအာဏာထိမ့်လိုက်တဲ့ဖြစ်စဉ်တစ်ခုကို မချေနှက်ကြတဲ့မြန်မာနိုင်ငံသားတွေကလက်တော့ပြန်ကြမယ်ဆိုရင်တော်လည်းရေးဆိုတဲ့ခေါင်းစဉ်တက်လို့မရပါဘူးနိုင်ငံရေးအခင်းချင်းနီးနေပဲသွားကြရမှာပါဖြည့်ရှင်းကြရမှာမြန်မာတက်မလို့ဆိုတာမနစ်တနေ့ရမှာပေါ်ပေါက်လာတဲ့ဖွဲ့စည်းမှုပါနှစ်ပေါင်း80နီးပါအခိုင်အမာဖွဲ့စည်းတည်ရှိထားတဲ့တက်မလို့တည်းရပါနိုင်ငံတကာအဆင့်တန်းရှိတဲ့တက်မလို့တည်းရပါအဲ့ဒီလိုမျိုးတက်မလို့ကိုစစ်တပ်တန်းလေး3လောက်တက် လက်နက်ဖို့အလှခံကြည်စံဖို့အလှခံပြီးဘာမှရှည်ရပညာမရှိတဲ့လူငယ်တွေကနှံအောင်တိုက်မယ်ဆိုတာဘယ်လိုမှမဖြစ်နိုင်တဲ့အရာဒါကို NLD ထိပ်သီးပိုင်းကလူကြီးတွေနိုင်ငံရေးခေါင်းဆောင်တွေမသိဘူးလားဆိုတော့သူတို့သိတိတာသို့တော်ညာလေသူတို့တွေလိုချင်တဲ့အာဏာရဖို့အတွက်လူငယ်တွေကိုတော်လန်ရေးဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့အထုတ်ချခဲ့ပါတယ်လက်နက်ကင်လမ်းစဉ်လက်နက်ကင်ပြီးတိုက်ပွဲဝင်ကြမယ် လမ်းကြောင်းကိုပုံဖော်ပေးခဲ့ပါတယ်။ဒါတော်လန်ရေးလို့ခေါင်းစဉ်တက်မယ်အခင်းချင်းမဟုတ်ဘူးလို့ကျွန်တော်ထပ်ပြီးတော့ပြောချင်ပါတယ်။တကယ်တမ်းဆိုလို့ရှိရင်6လအတွင်းမှာရွေးကောက်ပွဲပြန်လုပ်ပေးပါမယ်လို့အတီအလင်းပြောထားပြီးသားကိစ္စတစ်ခု NLD လူကြီးပိုင်းနေနားလည်မှုရှိစွာနဲ့ကိုလူတွေကိုကိုထိမ့်ပြီးတော့များစနစ်တကျပြန်လဲစုဖွဲ့ပြီးတော့ရွေးကောက်ပွဲလမ်းကြောင်းကိုသွားမယ်ဆိုရင် အခုလိုမျိုးတိုင်းပြည်အထိမနာပါဘူးလူငယ်တွေမကြွလင့်ရပါဘူးအခုဆိုရင်လူငယ်တွေအများကြီးတည်ကြည်ပြည့်စည်ကြရပါတယ် PDF တွေဆိုတာလည်းမြန်မာနိုင်ငံသားတွေပါပဲမြန်မာတက်မတော်သားတွေကလည်းမြန်မာနိုင်ငံသားတွေပါပဲနိုင်ငံရေးလူလေလူရှုပ်တွေခေါင်းစဉ်တက်လိုက်တဲ့ຫນွေဦးတော်လန်ရေးဆိုတဲ့ခေါင်းစဉ်ရဲ့အောက်မှာမြန်မာနိုင်ငံမှာရှိတဲ့အဖို့တန်လူငယ်တွေရဲ့အသက်တွေအဖို့တန်တဲ့ဘဝတွေအဖို့တန်တဲ့အတိုက်အမြုံတွေအများကြီးပြုခွေးကြရပါတယ် ဲ့တော့ဗျာကိုတိုင်းပြည်မှာကိုလူမျိုးအချင်းချင်းနိုင်ငံရေးလမ်းကြောင်းကနေတစ်ဆင့်ကိုလိုချင်တဲ့ပန်းနိုင်ကိုရောက်အောင်သွားလို့ရပါတယ်တော်လန်ရေးဆိုတဲ့ဝေါ်ဟာလာကြီးကဒီအခင်းချင်းနဲ့မထိုက်တန်ပါဘူးကိုလူမျိုးအချင်းချင်းကိုဖြစ်ချင်တာကို ကိုသွားချင်တာကိုရွေးကောက်ပွဲလမ်းကြောင်းကနေတစ်ဆင့်သွားလို့ရပါတယ်လူငယ်တွေအားလုံးကိုလည်းအကြံပေးချင်တာကနိုင်ငံကိုခေါင်းနဲ့မဆောက်တာခေါင်းပါလေမြမတက်မတော်ဆိုတာ တာမန်အဖွဲ့အစည်းတခုမဟုတ်ပါဘူးနှစ်ပေါင်းများစွာတည်ရှိလာတဲ့အဖွဲ့အစည်းပါစီကံတကြပြီးစောက်ထားတဲ့အဖွဲ့အစည်းပါကြီးရည်လေးဖွဲ့စည်းဖို့အပြည့်ရှိတဲ့အဖွဲ့အစည်းတစ်ရက်ပါဒါကိုနိုင်ငံရေးလူရှုပ်တွေနိုင်ငံရေးလူလဲတွေမြောက်ပေးလိုက်တဲ့တော်လန်ရေးဆိုတဲ့ခေါင်းစဉ်နောက်ကိုလိုက်ပြီးတော့မตายရကြပါနဲ့အချိန်မီတတိလေးကတ်ပြီးတော့မကြခင်မှာကျင့်ပါတော့မယ်ရွေးကောက်ပွဲလမ်းကြောင်းပေါ်ကိုရှောက်လန်းကြပါနိုင်ငံရေးနီးလန့်နဲ့ပဲဖြည့်ရှင်းကြပါလို့အကြံပေးချင်ပါတယ် တော်လန်ရေးဆိုတာတကယ်တော်လန်ရေးတာဖြစ်မယ်ဆိုရင်ခုလက်ရှိမှာဥဆောင်နေတဲ့လူကြီးတွေကိုတိုင်မြေပြင်မှာလူငယ်တွေနဲ့လက်တွဲပြီးသူတို့တွေတိုက်ပွဲဝင်နေရမှာသို့သောညာလေသူတို့တွေကတော့ကြည်လွတ်မြေမှာနေကြတယ်နိုင်ငံသားမှာနေကြတယ်သူတို့သားသမီးတွေသူတို့ဆွေမျိုးသားချင်းတွေအေးအေးချမ်းချမ်းနေကြတယ်သူတို့ကိုယ်တိုင်အေးအေးချမ်းချမ်းနေကြတယ်သို့သောညာလေမြန်မာပြည်ထဲမှာရှိနေတဲ့လူငယ်လေးတွေကိုတော့တော်လန်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာအချိန်ပေါင်းများစွာတည်ခိုင်းနေကြပါ အချိန်ပေါင်းများစွာတိုက်ပွဲဝင်ခိုင်းနေကြပါတယ်အဲ့တော့လူငယ်တွေအနေနဲ့လဲရှစ်ဆက်ပြီးဘာလုပ်တဲ့လဲကိုလုံနေတာဟာတော်လန်ရေးလားတော်လန်ရေးဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့ကိုကိုအတုံးချနေတာလားဆိုတာကိုကွဲကွဲပြားပြားသိအောင်စူးစမ်းကြပါလို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်မင်းကိုဆိုပါခင်ဗျ